အင်အားဖြင့်ငလင်ကြောင့်စကိုင်းမြို့မှာထိခိုက်ပျက်စီးမှုများပြားပြီးတေဆုံးသူတွေလည်းရှိနေကကယ်ဆယ်ရေးတွေလှုံ့ဆော်နေပေမဲ့ဝင်အားမမျှတာကြောင့်ပိတ်မိနေတဲ့တချို့နေရာတွေကိုမကယ်ဆယ်နိုင်သေးဘူးလို့စကိုင်းမြို့ကံတွေရဲ့ပြောကြားချက်အရသိရပါဗျ။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ Restars ကခုနှစ်တသမာခုနှစ်အစင်းရှိတဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးစကိုင်းမြို့တွေ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ကယ်ဆယ်ရှာဖွေမှုတွေလုပ်နေပေမဲ့ဝင်내အားမမျှတော့တဲ့အခြေအနေမျိုးအခုတည်းကပြိမိနေတဲ့နေရာအများပြားကိုထိုင်ကြည့်နေရတဲ့အနေအထားဖြစ်နေတယ်။ပလီထဲမှာပိတ်မိနေတဲ့ဝိပုသူတွေအနက်20ကျော်လောက်ကိုရှောက်ဖွေထုတ်ယူနိုင်ခဲ့တယ်လို့ကြားရတယ်။ကိုပိုင်ကျောင်းအောင်မှာပိတ်မိနေတဲ့မူဂျိုကလေးတွေနဲ့ဆီယမ်မတချို့ကိုတော့ဆက်လက်ရှောက်ဖွေနေသေးပဲလို့စကိုင်းမြို့ကန်တဝကပြောပါရယ်။စကိုင်းနဲ့မန္တလေးကိုဆက်သွယ်ထားတဲ့ရတနာဘုံတရားကိုလူနာတင်ရင်မော်တော်ယာဉ်တချို့ကိုစီစစ်မောင်းနှင်ခွင့်ပြုထားတဲ့အတွက် အများစုဟာဇက်သင်းမော့နဲ့ကုသနေရကြောင် စကိုင်းမြို့မှာငလေးတန်းကိုခန်းစားခဲ့ရတဲ့အတွက်ဈေးဆိုင်အများစုဖွင့်လှစ်နိုင်ခြင်းမရှိကြောင်းဈေးဆိုင်အများစုဖွင့်လှစ်ရောင်းချနိုင်ခြင်းမရှိတော့တဲ့အတွက်လက်ရှိအခြေအနေကစားတောက်ရဲအတွက်အခက်အခဲရှိလာတယ်လို့သိရပါတယ်။ဆိုင်တွေလည်းမဖွင့်နိုင်ကြတော့ဘူး။ဖွင့်တဲ့ဆိုင်အ ਨੇ စုမှာလူဝင်နေကြရတယ်။တရားကလည်းသွားမရတော့အချိန်ကြာလာရင်မလွယ်ဘူးလို့စကိုင်းမြို့ကန်တဦးကပြောပါတယ်။လက်တလုံးမှာကုညီကယ်ဆယ်မှုတွေကိုကိုထူကိုထလုပ်နေရတဲ့အခြေအနေဖြစ်ပြီးဆက်ရံတရားလိုအချက်တွေရှိနေတယ်လို့သိရပါဗျ။ကုညီကယ်ဆယ်မှုကကိုထူကိုထလုပ်နေကြရတာအပြည့်စည်ပ ုံတွေကနေဆွဲမထုတ်နိုင်သေးတဲ့အခြေအနေဖြစ်နေတာအစအုံကြီးတွေပြူတော်မှုဆယ်ရဲနေရလိုအပ်ချက်ကအများကြီးပါအခုပြည့်စည်တဲ့အခြေအနေကကရိန်းတွေဘတ်ဖိုးတွေလူရင်ရားတွေအများကြီးလိုတယ်လို့စကိုင်းမြူကန်တအူကပြောပါတယ်